ဘုဇုခိညွန့်ဟာရခိုင်မဟာမုနိစင်တုတော်မြတ်ကိုမင်းမြောက်ပြီး အမျိုးသမီးတယောက်နဲ့လက်ထက်ပေးခဲကရန်ကုန်သို့ပင့်ဆောင်ရန်ကြိုးစားခဲ့ဖူးပါတယ်။မဟာမုနိစင်တုတော်နဲ့လက်ထက်ရန်ကြိုးစားခဲ့တဲ့အမျိုးသမီးအပါအဝင်စင်တုတော်မြတ်ကိုပင့်ဆောင်ရန်ကြိုးစားခဲ့ကြသူတွေဟာသွေးအံ့ချင်းသွေးဝံသွားချင်းတွေနဲ့တည်ဆုံခဲ့ကြပါတယ်။ဒီဖြစ်စဉ်ဟာလွန်ခဲ့တဲ့28နှစ်ဝန်းကျင်က ဗိုလ်ချုပ်ခွင့်ညွန့်အာဏာပြင်းထန်ခြင်းနာအဖအစိုးရလက်ထက်မှဖြစ်ပွားခဲ့တာပါရခိုင်ဒေသမှာတစုတဲသာကြန့်ရှိနေတော့တဲ့မဟာမုဏိစင်တူတော်မြတ်ကိုပင့်ဆောင်ရန်စ조사ခဲ့ကြတဲ့ဖြစ်စဉ်ကနေရခိုင်ဒေသကမဟာမုဏိစင်တူတော်မြတ်ရဲ့ထူးဆန်းအံ့ဩဖွယ်ထိတ်လန့်တွန်လှုပ်ဖွယ်နမိတ်ပြခြင်းအကြောင်းအရာတွေနဲ့ကြုံတွေ့ခဲ့ကြပါတယ်ဟုတ်ပါတယ်ဒီနေ့မှတော့ရခိုင်ဒေသမှာတစုတဲသာကြန့်ရှိနေတော့တဲ့မဟာမုဏိဗုဒ္ဓစင်တူတော်မြတ်ကို ဗိုလ်ချုပ်ခင်ညွန့်ကပိတ်ဆောက်ဖို့စ조사ခဲ့တဲ့အကြောင်းအရာတစ်ခုကိုဗဟုသုတဖြစ်ဖွယ်တင်ဆက်ပြီးသွားမှာပါကျွန်တော်ကတော့နေမျိုးပဲဖြစ်ပါတယ်ထောက်146ခု AD 1984ဒီဇင်ဘာ31ရက်နေ့မှာ အမရပူရပြင်ဘိုးတော်ဖရာဗဒုံမင်းရဲ့စစ်ချီသိမ့်ပိုက်ခြင်းကိုခံခဲ့ရတာကြောင့်ရခိုင်ထင်းနှံကြဆုံးပြီးရခိုင်တမျိုးသားလုံးသူကျွံဘွားတို့ကြားရောက်ခဲရတဲ့တမိုင်းเจ้าကိုလူချင်းမင်းတို့အားလုံးအသိဖြစ်မှာပါအဲ့ဒီအချိန်ကရခိုင်နန်းတွင်အုံဆောက်တွင်နဲ့အတူမဟာမြတ်မှုနိရွှေဘုံတာမှုနိမန်အောင်မြင်မှုနိအဆရှိတဲ့မှုနိသုံးစုဖရာတို့ကိုလည်းပင့်ဆောက်သွားခဲ့ကြပါတယ်ရခိုင်ဒေသကရှင်ကျော်မှုနိဖရာအပါဝင် ဒီမူနိလေးစုဖရာတို့ဟာမြတ်ဗုဒ္ဓဖရာရှင်တတ်တော်ထင်ရှားရှိခဲ့ခြင်းကတညဝတီပြည့်ရှင်ဘယင်စန္ဒတုရိယမင်းမြတ်ရဲ့ပင့်လျှောက်ချက်အရမြတ်ဖရာရှင်တညဝတီရခိုင်ပြည်တို့ကြွရှိတော်မူလာခဲ့ခြင်းကသွန်းလို့ခဲ့တဲ့ဆင်းထုတော်တွေဖြစ်ကြပါတယ်ဒီမူနိလေးစုဖရာတို့ဟာရခိုင်ဒေသမှန်သာမကမြမတနိုင်ငံလုံးရဲ့ရှေ့အကျဆုံးဖရာတွေဖြစ်ကြပါတယ်မန္တလေးမဟာမြတ်မူနိရုပ်ရှင်တော်မြတ်ကြီးရဲ့ဖရာသမိုင်းနဲ့ ဇလုံမျိုးကမန်အောင်မြင်မှုနှင့်ပြည်တော်ပြန်ဖျားကြီးတို့ရဲ့တမိုင်းကြောက်တွေကိုတင်ဆက်ပေးပြီးဖြစ်တာကြောင့်ပေထဲမှဝင်ရောက်ကြည့်ရှုလို့ရပါတယ်။ဆိုတော့အခုရခိုင်မဟာမှုနှင့်ဆင်းကျူတော်မြတ်ကိုဗိုလ်ချုပ်ခင်ညွန့်ကပင့်ဆောင်ဖို့စ조사ခဲ့တဲ့အကြောင်းကိုပြောပြပါမယ်။ဘုတော်ဖျားမတုံမင်းတို့ဆစ်ရှိသိမ့်ပိုက်ပြီးမုနိသုံးစုဖျားတို့ကိုသိမ့်ယူသွားပြီးနောက်ရခိုင်ဒေသမှတဆူတဲသာကြံရှိနေတော့တဲ့ ရခိုင်မဟာမုနိစင်တုတော်မြတ်ကို နာဖဆေဆိုရလက်ထက်ဗိုလ်ချုပ်ခင်ညွန့်ကတဖန်ရန်ကုန်သို့ပင့်ဆောင်ဖို့ကြိုးစားခဲ့မှုပါတဲ့အချိန်အပြည့်1998 99ခုနှစ်ဝင်းကျင်ကရခိုင်မဟာမြတ်မုနိစင်တုတော်မြတ်ကိုလိုချင်နေတဲ့ဗိုလ်ချုပ်ခင်ညွန့်ဟာမြမရဇဝင်ထက်ကဗျက်ဝိကိုမအိုဇာကနဲ့နှိမ်ခဲသလို ရခိုင်ဒေသကမဟာမုနိဖရာရဲ့ဇောက်တန်းတွေမှာအမျိုးသမီးထမင်းတွေကိုချိတ်ဆွဲထားခဲ့ပါတယ် ဒါဟာဆင်းကျူတော်မြတ်ရဲ့ဘုံတကူများရောက်ပါသွားအောင်ပထမဆုံးပြုလုပ်ခဲ့တဲ့ရတရာပါနောက်ပြီးမဟာမုဏိရင်ပင်ဘောကကြေခါလောင်ကြီးကိုလည်းမြောက်ဦးမျိုးကလက်စေကန်ထဲကို ပြစ်ချပြီးအစီအရင်ရတရာတွေနဲ့ပြုလုပ်ထားတဲ့ပုံစံတူခေါလောင်းငယ်တလုံးကိုဖျားရင်ပင်ပေါ်မှာထားရှိခဲကြပါတယ်နောက်ပြီးဆင်းကျူတော်ရဲ့ဥတော်မှရှိတဲ့ပြသက်ကိုလည်းဖြုတ်ယူပြီးသူတို့ပြုလုပ်ထားတဲ့အစီအရင်ပြသက်တစ်ခုနဲ့အစာထိုးလှည့်လည်ခဲ့ပြီးထီဆောင်မင်းတို့ပုံစံနဲ့ ဇလွယ်တိုက်ပြီးခဲကြပါတယ်မဟာမုနိစင်တုတော်မြတ်ရဲ့မူလပုံစံဟာဥတော်မှာပြည့်စက်လဲမပါသလိုဇလွယ်လဲမပါရှိပါဘူးဥတော်ကပထမပြည့်စက်ကိုမြောက်ဥခေဘရင်မင်းပါကြီးကလှူဒန်းခဲကြောင်းသိရှိရပါတယ်အဲ့လိုပြည့်စက်တဲ့ဇလွယ်တွေဆင်မြန်းပေးပြီးမင်းတပါသဖွဲအသွင်သွင်းထားတဲ့စင်တုတော်မြတ်ကိုနှဒေါတွေဝက်ပြီးခဲကြပါတယ်နှဒေါဝက်ဖို့နားဖောက်တဲ့အခါလဲနားတစ်ဖက်ကိုသာ ဖောက်လို့ရပြီးကြံတစ်ဖက်ကိုဖောက်တဲ့အခါစူโจသွားခဲ့တာကြောင့် စုကိုနိုင်ငံခြားကမှာယူပြီးထပ်ပေါက်ခဲပေမဲ့စုကထက်ကြိုးသွားခဲ့တာကြောင့်ကျန်တဲ့တောင်တစ်ဖက်ကို ကော်နက်ကက်ထားခဲကြပါတယ်။အဲ့ဒီနောက်ထီဆောင်မင်းတပါးတပွဲအတွင်သွင်းထားတဲ့မဟာမုဏိစင်တုတော်မြတ်ကိုရန်ကုန်ကခေါ်ဆောင်လာခဲ့သူမဆန္ဒဝင်းအမည်ရှိတဲ့အမျိုးသမီးကိုကြာစင်ဆိုတဲ့အမည်ပေးပြီးစင်တုတော်နဲ့လက်ထပ်ပေးခဲ့ကြပါတယ်။ရှစ်ခေတ်ရခိုင်ပြည်တွင်နန်းတက်တဲ့အခါကြာစင်အမည်ရှိတဲ့မိဖုရားနဲ့အရင်လက်ထပ်ရတဲ့ထုံးစံတစ်ခုရှိပါတယ်။ လူသားမိဖုရားမရှိရင်တောင်ကိုစားရုပ်ထုတွေကိုကြာစင်အမည်နဲ့လက်ထပ်ရတယ်လို့ဆိုကြပါတယ်။ဗိုလ်ချုပ်ခွင်ညွန့်ကလည်းအဋ္ဌိထုံးစံကိုယူပြီးမဟာမုဏိရုပ်ပွားတော်မြတ်ကိုကြာစင်အမည်ပေးထားတဲ့အမျိုးသမီးနဲ့လက်ထပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။အဲ့လိုလက်ထပ်နေခြင်းအတွင်းမှာကြာစင်အမည်ကိုခံယူထားတဲ့မဆန္ဒဝင်းဟာခေါင်းမုံရင်တုံဆတဲ့ယောဂါတွေကိုခံစားလာခဲ့ရပြီးရန်ကုန်ကိုချက်ချင်းပြန်ပြေးခဲ့ပေမဲ့လင်းရင်ပေါ်မှာပဲ တွေးအံပြီးတွေးဝမ်းသွားကတေဆုံခဲရပါလေဒါပေမဲ့လက်မလျှော်သေးတဲ့ဗိုလ်ချုပ်ခင်ညွန်းဟာနောက်6လကြာတဲ့အခါစင်တူတော်ကိုနောက်တကြိမ်ပိတ်ဆောက်ဖို့ကြိုးစားခဲပါတယ်အဲ့ဒီအချိန်ကကြောက်တော်မျိုးအတွင်းကိုလှည့်လေကအသင်ရှိဆက်နဲ့မဟာမုနိစင်တူတော်ကိုရန်ကုန်သို့ပိတ်ဆောက်သွားမည်ဖြစ်ကြောင်းခဏရဲ့အတွင်းလာရောက်ဖူးမြော်ကြဖို့ကိုကြေညာခဲပါတယ်အဲ့ဒီသတင်းကိုကြားသိကြတဲ့တပြည်လုံးကရခိုင်ပြည်သူတွေဟာကြိတ်ကြိတ်တို့ဖျားဖူးလာရောက်ခဲကြပါတယ်အဲ့ဒီနောက် ဖះကိုပင့်ဆောင်ကြတဲ့အခါဖះပင့်သူနှစ်ယောက်ဟာသွေးအံပြီးတည်ဆုံခဲကြပါတယ်။နောက်ထပ်နှစ်ယောက်ကိုပင့်ဆောင်စေတဲ့အခါလည်းအဲ့ဒီနှစ်ယောက်လည်းသွေးအံပြီးတည်ဆုံရပါတယ်။ဒီလိုနဲ့ဆင်းထုတော်ကိုဆက်မပင်ရဲတော့ပဲဗေဒင်ရေတရားတွင်နဲ့တွက်ချက်ကြည့်တဲ့အခါဗုဒ္ဓသာသနာခေတ်ကုန်ဆုံးပြီးတရားသာသနာခေတ်ကိုရောက်နေပြီမို့တရားမင်းကပင့်ဆောင်မှရမယ်လို့ဗေဒင်ကဟောကြားခဲ့တာကြောင့်ကြောက်တော်မျိုးတစ်ဖက်ကတရားဆက်ယုံကမန်နေဂျာဟာတရားတွေကိုပိုက်ဆိုင်တာကြောင့် တရားမင်းဖြစ်တယ်လို့ဆိုကြပြီးအဲ့ဒီတရားဆက်ယုံကမန်နေဂျာကိုတရားမင်းဝက်စုံတွေဆင်မြန်ပေးပြီးမဟာမုနိဆင်းကျူတော်မြတ်ကိုရန်ကုန်သို့ကြွရမယ်လို့အမိန်ပေးတဲ့အခါအဲ့ဒီတရားမင်းလည်းအဲ့ဒီနေရာမှာပင်တွေးအံကအောက်ပိုင်းသေးပြီးလဲကျသွားခဲ့ပါတယ်လက်မလျှော့သေးတဲ့ဗိုလ်ချုပ်ခင်ညွန့်ဟာသူကိုယ်တိုင်လာရောက်ကပိတ်ဆောက်ဖို့စ조사ခဲပါသေးတယ်ဗိုလ်ချုပ်ခင်ညွန့်လာရောက်မဲ့နေ့မှာစစ်တေအမြောက်များဟာဖျားရင်ပြင်းတဲ့ပရဝံအတွင်းမှာ လက်နဲ့အပြည့်စုံတဲ့နေရာယူထားခဲ့ကြပြီးဖျားကိုပေးဖို့ကြိုးစားကြတဲ့အခါဖျားဆင်းထုတော်နဲ့ပလင်ဟာတသားတဲ့တဆက်တဲ့ဖြစ်နေခဲပါတယ်ဆင်းထုတော်နဲ့မုတ်ပေါက်ကိုပေးတဲ့အတိုင်းတဲ့အခါလဲဆင်းထုတော်ကကြီးနေတာကြောင့်မုတ်ပေါက်ကိုရှဲ့ပြီးနောက်တစ်ကြိမ်တိုင်းတဲ့အခါလဲဆင်းထုတော်ကကြီးနေပြန်ပါတယ်ဒီလိုအကြိမ်ကြိမ်တိုင်းတဲ့အခါတိုင်းမှလဲဆင်းထုတော်ကအမြဲကြီးနေတာကြောင့်မုတ်ပေါက်အလုံးကိုဖြိုဖျက်ပြီးဆင်းထုတော်ကို ကလင်းကနဲ့ဆွဲမဖို့စ조사ခန့်ကြပါတယ်အဲ့ဒီအချိန်မြင်းကလေးလှုပ်ခတ်ပြီးတိုက်ပွဲဖြစ်တဲ့တွေတနက်တန်တွေထွက်ပေါ်လာခဲပါတယ်အပြင်ကစောင့်နေတဲ့စစ်တေတွေကအတွင်းမှတိုက်ပွဲဖြစ်တဲ့ကြားရပြီးအတွင်းကစစ်တေတွေကအပြင်မှတိုက်ပွဲဖြစ်တဲ့ကိုကြားရတာကြောင့်စစ်တေတွေဟာအတွင်းနဲ့အပြင်ကိုပြေးဝင်ပြေးထွက်တဲ့ဖြစ်နေခဲကြပါတယ်ဒီလိုနဲ့ စင်တုတော်ကိုဆွဲနေတဲ့ကရင်ကျိုးတွေကိုဖြုတ်လိုက်မှငလျင်နဲ့တိုက်ပွဲတန်တွေဟာရက်တန့်သွားခဲ့ပါတယ်။အဲ့ဒီနေ့မှဗိုလ်ချုပ်ခင်ကျွန်းဟာလေရင်နဲ့ရောက်ရှိလာခဲ့ပြီးအကြောင်းစုံကိုသိရှိတဲ့အခါကြောက်ရွံ့ထိတ်လန့်ပြီးတော့စင်တုတော်မြတ်ကိုဆက်မပင်ရဲတော့ပဲဗိုလ်ချုပ်ခင်ကျွန်းဟာဖျားပင့်ဖို့လာတာမဟုတ်ပဲစင်တုတော်မြတ်ကိုဖူးမြော်ရန်လာရောက်ချင်းသာဖြစ်တယ်လို့တည်င်းလွှင့်ခဲ့ပြီးရန်ကုန်ကို ပြန်ပြေးသွားခဲ့ကြောက်သိရှိရပါတယ်စင်တုတော်မြတ်ကို ဗိုလ်ချုပ်ခွင်ညွန့်တို့ပိတ်ဆောက်ဖို့ကြိုးစားခဲစဉ်ကပလင်နဲ့တဆယ်တဲဖြစ်နေခဲပေမဲ့စင်တူတော်နဲ့ပလင်ကတဆယ်တဲမဟုတ်ပါဘူး။ရွှေဇလွေရရခိုင်တထဲကြီးဦးရဲကျော်သူကမဟာမုဏိပရဝံအတွင်းမှာစင်တူတော်တို့စုကိုလှူဒန်းခဲစဉ်ကမဟာမုဏိစင်တူတော်ကိုပျောက်ရွှင်နေရာရှာထားလို့ရသလိုယခုစင်တူတော်နဲ့ပလင်တို့ကိုတန်ရှင်းရေးတွေလုပ်တဲ့အခါလဲမဟာမုဏိစင်တူတော်မြက်ကိုလူနှစ်ယောက်အလွဲတကူမလို့ရပါတယ်။ဟုတ်ပါတယ်။ ဒါကတော့ရခိုင်ဒေသမှာတဆူတဲသာကြန့်ရှိနေတော့တဲ့ရခိုင်မဟာမုနိဆင်းထုတော်မြတ်ကိုနာအဖအစိုးရဗိုလ်ချုပ်ခွင်ညွန်ကပိတ်ဆောင်ဖို့စ조사ခဲပုံနဲ့မဟာမုနိဆင်းထုတော်မြတ်ရဲ့ဘုံတကိုကြီးမားပုံနမိတ်ပြပုံတို့ကိုဘ ഹു တုတ္တဖြစ်ဖွယ်တင်ဆက်ပေးခဲ့တာပါနောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ